တော့ဒီဝရဆိုတာဟိုတရားရေးကာလတော့သူဖန်ခံရဘူးသူတော့ခေါင်းကနေသူနေသွားပြီတဲ့ဆိုသူ့ရတာပေါ့နော်ဟိုတတိယဝိရပေါ့ဒါရဟန်းတဲ့ဒါသူတို့တဲ့ရန်ကြန်းလောက်ပါတော့အဲသူကဘယ်လိုပြောလို့ဆိုတော့မလီသူတရားကိုကပါလို့ရှိတယ်သူအပြစ်တင်လို့အချမသွားတာဟုတ်ကြတော့သူတရားနားထောင်လာကိုကတော့ကူပြအောင်ပဲပုံစံတာဖြစ်တယ်ဟောသူလည်းဒီလိုပြောတယ် အကျုပ်တို့ပြောတဲ့စကားကလောကနဲ့ရောဓမ္မနဲ့ရောကြီးလျော်တော်ကြီးတဲ့စကားတွေကိုပြောတာဖြစ်တယ်။ဘုရားကျုပ်တို့ကိုတရားဝင်ဖြင့်တရားမကြတတ်ဖြစ်ဘူးလို့ပြောရမှာပေါ့။တရားဝင်ဖြင့်ရမ်းကြတတ်ဖြစ်တဲ့ဆရာတော်ကိုထံခဲ့ရတယ်။ကျုပ်တို့လောက်လောက်တာမရှိဘူးလို့ပြောရမလို့ပါပဲ။ဟောတခါတော့ကျုပ်ရဲ့တပည့် ဥပဒေပေါင်းစနလားကိုရင်ကြီးရောက်လားမသိပါဘူးဖြစ်နေပြီသူကသူ့ရဲ့မိလိတာပညာဝတ်မှုပဲလေလို့ဆိုတဲ့ရေးထားတဲ့စာအုပ်လေးသူဖတ်သန်းကျင်လာပါကြည့်ရဲ့ပြောဆက်ပြီးနေရိုက်ထားတဲ့ယူသွားတယ်ဖတ်ပြီးတဲ့အခါကျသူ့ရဲ့အိယာကောင်းရင်ဒေနာလေးပါသူကလည်းပြောဆက်ထားညထားတော့သူဆုံးကသွားတော့ဆရာတော်ကနေပြီးတော့သူတို့တပည့်ရဲ့အိယာတွေကိုလိုက်ကြည့်ရဲ့ကျတော့လူသားကိုလည်းသူတွေ့တယ်ပြောကျောင်းပေါ်ယူသွားဆရာတော်ကဖတ် အဲ့ဒီဆရာတော်ဆိုတာဘုသူတော်ဆိုတာသိတ္တဗာရထဆိုလို့တိပိတကဒရာပြန်ကြားရေးအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဟိုဘုရားတဲ့ကတိဟုဆောင်ဆောင်အတိဟုတွေထဲတာအဲ့ဒီဆရာတော်ကယူသွားပြီလားသောက်တုံးလင်းဟာရဲ့ဆရာကြက်ဖဲဒီတော်ကလေးအသားလေးအဲ့ဒီနေရာပြန်ဟာဘုရားအဲ့လိုလုပ်တယ်ဗျာလို့အဲ့ဒီဦးဇင်းကကျုပ်ပြောပြောတဲ့အခါကျတော့ဟာဒါလို့ဆိုရင် ဒီသားဟုတ်ကိုသူဘာမှမွေးပါဘူးဆိုရင်ဝေဖန်အောင်အတွက်ငါသားဟုတ်ကိုပြီးလိုက်ဥပါပဲကွာလေဒါပေမဲ့ဆက်တတ်ပါလေဆိုတော့စာလေးတစ်ထောင်လည်းရေးလိုက်တယ်ဆရာတော်ဘုရားဒီသားဟုတ်ကဒီလိုရေးထားတဲ့သားဟုတ်ပါဒီလိုတော့ဆရာတော်ရဲ့တပည့်ပါဒီလိုတော့မှားရင်ပြင်ပေးဖို့တာဝန်ရှိတဲ့သူကတော့အင်းဆရာတော်တို့ပဲပါတယ်ဒါကြောင့်မို့လို့ပြင်ပေးနိုင်အောင်အတွက်ဒီသားဟုတ်ကိုဆရာတော်တို့ကဆက်တတ်လိုက်တာဖြစ်ပါတယ်လို့အဲအဲ့ဒီလိုမျိုးကလေး ကျုပ်ကဒီလိုစာရေးပြီးတော့စာအုပ်နဲ့စာလေးကိုစာရေးထည့်ထည့်ပြောတတ်လိုက်။ကျတော့လေလက်ခံပြီးဖတ်ရတာ။လက်ခံပြီးဖတ်ပြီးနောက်ပိုင်းကျတော့ဖတ်ပြီးတဲ့အခါကျတော့ပြန်ပေးတယ်။ပြန်ပေးဘာမှမပြောဘူး။နောက်ဦးဦးနေလောက်တိုင်တဲ့အခါကျတော့ဦးဦးနေခင်အဲ့ဒီကြောင်းရဲ့ထုံးတာကရဘက်မှာဥပုပ်နေဆရာကြီးမပေါ်အောင်ဆရာကြီးမကူရပဲနဲ့ဆရာတော်ရဲ့ဩဝါဒကိုနားထောင် အဲ့တော့ဆရာတော်ကအဲ့ဒီနေ့မှာဩဝါဒပေးတော့သူ့ကိုကြောက်ထက်ဘူးဘာပေးလဲလို့ဆိုတော့ညာနာတို့ကရဲတယ်အဲဘုန်းကြီးရဲ့အနာလဲအဲ့လိုလို့ဆိုတယ်ညာနာတို့ကရဲတယ်ရဲတယ်ရဲတယ်ညာနာတို့ကရဲတယ်သူဒါပဲပြောတယ်ဆရာကညာနာတို့ကရဲတယ်ဆိုတာဟုတ်ကဟုတ်ကတွေလုံးလို့ရဲတာလားဟုတ်တာတွေဟုတ်တဲ့အတိုင်းပြောဝန်လို့ရဲတာလားအဲ့ဒါပပအမိတင်တာလားလို့လည်းမသိရဘူး ကြီးမွမ်းတာလားလို့လည်းမသိရဘူးမသိအောင်ပဲပြောတာသူကလည်းကြီးမွမ်းတာလို့လို့အဲကဲရဲလို့ထင်တယ်လို့ဆိုကဲရဲလားလို့လို့သူပြောပုံကညာနာတို့ကရဲတယ်ရဲတယ်ရဲတယ်ညာနာတို့ကရဲတယ်ဒီလိုပြောတယ်လို့ဆိုတော့သူတို့ကတရားကောင်းဖို့ရဲတာလားသို့မဟုတ်မဟုတ်ကဟုတ်ကနဲ့ဘလို့ကျုပ်သူတွေကြောက်လို့နေလို့မလို့ရဲတာလားဒါမသိညာနာတို့ကရဲတယ်ဒါနဲ့အဲ့ဒီသားကဆရာတော်ကအဲ့လိုပြောပြီးနောက် အောက်ရောက်လာတဲ့ခါကျအောက်မှာဓမ္မသရိယာတန်းတက်နေတဲ့သူတွေဓမ္မသရိယာတန်းပြီးလာသူတွေကြည့်ကြတာပေါ့လေစာတင်တာတွေခတ်ကြတာသူတို့ကလည်းဘသူမှဒီဆောင်ကိုပြစ်မတင်နိုင်ဘူးအဲ့ဒီခါပေးတဲ့တောက်ကတော့ဝိသုဒ္ဓပဲလဲတောက်ပြီးလဲဘသူမှပြစ်မတင်နိုင်တော့ရှိဘုကဒီဆောင်ကိုပြစ်တင်နိုင်မယ်သူကတော့တာရေးဆရာဖြစ်တဲ့ဘုန်းကြီးကိုပညာဖြစ်လိမ့် တော်မျိုးကျင့်စတဲ့ကပြုတ်သားကြောင်းတဲ့တောင်ပိုင်းကကိုလုံးတကဖျားတဲ့မှာနေနေတယ်ကိုကြီးသားဆိုပြီးဆိုင်ချက်ခုလည်းပဲခေသားပါတယ်လူလူတော်မားတို့ဘသူတို့တဲ့မန္တလေးတို့ရာကုန်းတို့ဆိုင်ဆရာကြီးအညာရောက်တယ်ပြီသူကြီးသားတော်ပြီးတီးဝေးကြတာပဲသူကဘုန်းကြီးကျောင်းဆိုတော့အပြောကြီးတို့အုပ်ကြီးတို့လည်းပေါ်တာပေါ့နော်စားကြတောက်ကြလည်းပေါ်တာဆိုတော့နေရာလည်းကျဲကျဲလွတ်နေဆိုတော့မန္တလေးနဲ့လည်းတက်တဲ့ဆိုတော့အဲ့ဒီမှာပဲသွားတော်ပြီးတီးဝေးကြအာကိုပညာကြီးသွားဖို့ပဲကိုပညာကြီးသွားဖို့ကြောင်းသွားဖို့တော့ကိုပညာလည်းဖားရတာပေါ့ ဘုရင်ညာဆိုတဲ့ဘုရင်ညာပေါ့နော်ဘုရင်ညာဖတ်ပြီးတော့ဗာပြောလဲဆိုတော့အဲတို့ဟာသူ့စာဝေဘာနဲ့စာကိုတော့ဖတ်ဘူးတဲ့ဒီလိုပေါ့ဘူးကွာသူ့စာရဲ့ပါရမန္တာတို့ကဘယ်လိုလုပ်ပြောနိုင်ပါတော့ဟောသူကလည်းကောင်းဆောင်လိုက်ကြဗျာအဲ့တော့အဲ့ဒီကိုပြညာကနေပြီးတော့ဖတ်ပြီးတဲ့အခါကျတော့ခန္ဓာကိုယ်ကြောင်းနဲ့ရောက်တာပြီခန္ဓာကိုယ်ကတော့အဲ့ဒီတော့ကတန်ခါတစ်ထောင်ဝန်းကျင်လောက်ရှိခဲ့ကျောက်တဲ့ဖြစ်မှာပေါ့အခုချိန်တော့တစ်ထောင်ကျော်လောက်ဖြစ်မှာဖြစ် ဒီတထောင်ကျော်လောက်တထောင်လောက်ရှိတယ်။တန်ခါထဲမှာသမာသရိယာတွေရောသမာသရိယာထံတက်နေတဲ့သူတွေရောသာကြဘုန်းကြီးတွေရောအကုန်စုံပလုံးတောက်တာကြောက်သွားတော့တောက်တော့ဘယ်သူမှမဝေးပါတင်ရဘူး။နောက်ဆုံးပြီအခုနိုင်တာကြုံဆိုပြီးတော့လုံနေတဲ့အရှင်ကုန်ကြလာပြီးပါသား။အဲ့ဒီခုံကြီးလေးဖတ်တယ်။ဒီလိုပါမှပြောတာ။တိတ်။ဒါနဲ့အဲ့ဒီလိုဖတ်တယ်လို့ကျုပ်ကကြားတဲ့အခါကျတော့ အဲဒါလို့ဆိုရင်ဥက္ကဏရေလို့ကိုတော့အဲ့ဒီကြောင့်တက်ပဲလို့ဥက္ကုတ္တရလို့ဆိုလည်းပဲကိုတော့ရဲ့ဆရာပဲလို့ဒီသားဥဖတ်တယ်လို့ဆိုရင်ဝိပါဏံကလေးတစ်ခုတော့ကြားမကောင်းတော့လို့ကိုတော့သမေးကိုရကမေးမယ်ကိုရရသူလည်းသွားလိုက်တာဒါနဲ့သူကဏ္ဍကိုရောက်တဲ့အခါကျတော့သူလည်းအဝါရောဟုတ်ကြီးပဲသူကလည်းအဝါရောဟုတ်ကြီးပဲအဲ့တော့ကြားတော့ခရားပေါ့ဒီနေဟိုတော့ဝိသုဒ္ဓိမဲ့ပဲလဲကိုကြားတော့ဖတ်ရတယ်ကြားပါတယ်ပေါ့ အဲ့ဒါဝေဖန်ချက်ဘာမှမကြားလို့မလို့ဆရာတော်ရဲ့ဝေဖန်တာကိုကြားဖို့အတွက်ပြောလာတာပါဗျာလို့ဆိုတော့ဆရာတော်ကပြောတယ်ပဲအင်းပြောတယ်အဲမှားခြင်းမှားရင်တော့ဒါတကယ်မလုပ်တဲ့လူကမှားတာပေါ့မှန်ခြင်းမှန်ရင်ဒိဋ္ဌာကိုတကယ်လုပ်တဲ့လူကပဲမှားတာပေါ့ဒါလည်းပြောလိုက်အဲ့တော့တကယ်လုပ်တဲ့သူကသူလား တကယ်လုပ်တဲ့လူကကျုပ်လားကတ္တာမပါဘူးကျုပ်ကဒီစားကိုတကယ်လုပ်တဲ့သူလားဘာလို့လဲဒီစားဝေဖန်ချက်တော့ရေးပြီဆိုတော့ကျုပ်ကတကယ်လုပ်သူလို့ပြောလဲဖြစ်ဒါပေမဲ့သူကစားကိုစနစ်တကျတင်ပြီးတော့ဆရာတော်ကျုပ်ကြီးတော်ဖြစ်နေမှာဆိုတော့အဲသူကတကယ်လုပ်တာလို့လည်းဖြစ်အဲ့တော့မှန်ရင်းမှန်ရဲနဲ့တကယ်လုပ်တဲ့လူကပါပါပေါ်လို့ပြောရတာတကယ်လုပ်တဲ့သူဆိုတဲ့ကတ္တာကတော့သူလားကိုလားလို့ပြတာပွဲဦး ပါဘူးအဲအဲ့တော့ပြောမစရင်ကျွတ်သားဟုတ်ကဘယ်သူမှပြောမစလို့လက်ညှိုးထိုးပြီးတော့ရဲရဲမဆွဲဝန်းနဲ့တောက်ပြီးပြောကြပါတော့ကျွတ်သူဟောပြောတာလည်းအကြိုက်ပဲဘာဖြစ်လို့လို့ဆိုတော့ကျွတ်သူကသဘာဝအာဓမ္မတဲ့အာဓမ္မဆိုတာပြန်ဟောတတ်ရဲ့သဘာဝလို့ဆိုတာကတော့သကိလူအပ္ပတရားဒီပေါ့အဲ့လိုဖြစ်တဲ့အတွက်ဒီယုတ်တိနဲ့တန်နဲ့ကျွတ်သူက ကြီးအောင်ပဲပြောတာကြီးအောင်ပဲရေးတာဖြစ်တယ်ဆိုတော့သူတို့ဘယ်သူမှလည်းညှို့ထုတ်ပြီးမတရော်ရဲဘူးသူတို့ပစ္စလက်ကဘယ်သူမှပြောတာမခံအောင်အဲ့ဒါလိုရှိတယ်လို့သူပြောပါတော့အဲ့တော့အခုနကပြောခဲ့တယ်အပြာကထဏပြဒနာခဲ့ပါတရားပြကထဏပြဒနာခဲ့ပါလည်းပဲကိုကမှုမဲ့မှတ်မဲ့စားရဲပေတဲ့တွေ့လိုက်လို့ပြောတာပေါ့ကိုမဲ့အသေးတုံအောင်ဦးတုံအောင်ဒီအပြာကထဏပြဒနာတွေပြဒနာများဟာ ွဲလှုပ်တော့ခံခဲ့။ဘာဖြစ်လို့ခံရတာလို့ဆိုတဲ့အခါကျသူကတရားတွေကိုရိုးရတရားတွေထုံတော်လှုပ်လိုက်။ထုံတော်လှုပ်လိုက်တော့ဟာဒါကတော့တရားရသူဖြစ်။အဲ့ဒီလိုမျိုးလို့သူကမြင်တာပေါ့။ဟာတရားရသူဖြစ်ပြီလို့ပြောရင်ဟုတ်ပြီမင်းဘယ်တော့မှမင်းကတရားလှုပ်လို့လဲ။ကိုယ်လည်းစိတ်တရားလှုပ်တာပေါ့။စိတ်တရားလို့တာမဟုတ်ပဲနဲ့ငါကတော့တရားရသူဖြစ်ပြီးပြောနေတာပါဖြစ်လို့ အာတရားရတဲ့သူရဲ့ပုံတံကိုဘယ်ဖန်ပြီးကြည့်တာကွာလို့သင်ဟန်ကြည့်လိုက်ပေါ့အဲ့ဖန်ကြည့်လိုက်လို့ကြည့်ရင်တွေ့ရတဲ့ပုံတံနဲ့ငါပုံတံနဲ့မတူဘူးရောအဲ့ငါပုံတံနဲ့တရားရတဲ့သူရဲ့ပုံတံကိုဖန်ကြည့်ရင်ဖန်ကြည့်တဲ့ထဲကမြင်ရတဲ့ပုံတံနဲ့ငါပုံတံအတူတူပဲဆိုအာတရားရလို့အဲကိုယ်ကိုယ်တော့အပြင်းပဲကြည့်ပါလား ဒါလို့ဆိုရင်မင်းကလည်းဘာမှဟုတ်ဒီမှတ်ဒီလောက်တာပေါ့ပဲနဲ့ဝါစာကမားနဲ့တရားရတယ်ဖြင့်မင်းတဲ့အစာဘုံများစွာလှုပ်လှုပ်တဲ့သူကြီးအဲ့ဒီသူတွေတရားရရလားအဲ့ဒီသူတွေရတဲ့တရားနဲ့မင်းတရားရတာသူရဲ့လားအဲ့ကြီးဒါနဲ့ပဲကျုပ်ကလည်းတော့စတော်ချောင်းဘုန်းကြီးလှုပ်နေတဲ့ကျုပ်တို့ရဲ့ဝင်းရိုက်ဒီနာကစတော်ချောင်းရတယ်ဟာဆလာခဲ့ပြီးတော့မန္တလေးရောက်စကိုင်းရောက် တခိုင်မှာပရကမဆရာတော်များသူတော်ယဟန္တာကြောင်းသူတော်နာမည်ကျော်ကြားတဲ့ဆရာတော်စပိုင်းသူတို့ကအတောင်60လောက်နဲ့တဲ့ဂူကြီးတွေမှာအောင်းကြတပားတော့မနေ့ကင်းလေးသုံးခါဆက်တယ်တပားတော့သုံးကိုအခက်မဆက်ဘူးသူဘယ်သူမှမတွေ့ရဘူး